မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒိုဝဲမြို့တော်ခမ်းမဟောင်းကိုမင်္ဂလာညစာစားပွဲတွေအတွက်စတင်အသုံးပြုလာတဲ့အခြေအနေမိုးနောက်ကာလမိုးကောင်းနေလို့လက်သမားတွေစပားရိတ်သိမ်းဖို့အခက်ကြုံနေတဲ့အကြောင်းရေဖြူမြို့နယ်စာတီရွာကိုဆင်းနာရှင်တက်ကလျှက်စစ်မီပြန်ဖြတ်တဲ့အပြင်ဖန်းစည်းခန်းစနီးမောင်နှံတို့ပြန်မလို့သေးတဲ့အခြေအနေနဲ့ မော်လမြိုင်မှာအလှပြင်ဆိုင်ဖွင့်ထားတဲ့ LGBT 3ဦးတနက်နေ့ပြစ်ခတ်ခံရပြီး2ဦးသေဆုံးတဲ့တဲ့င်။ထိုင်းမှာကလေးမီဖောက်ခွင့်ရက်120ပေးမဲ့ဥပဒေထုတ်ပြန်တဲ့အကြောင်းဆရတဲ့တဲ့င်တွေကိုနားဆင်ရမှာပါရှင်။တဝယ်မြို့မြို့တော်ခမ်းမဟောင်းကိုမင်္ဂလာညစာစောက်ပွဲလိုပုံကိုရေးဆိုင်ရအခမ်းအနားတွေမှာစပြီးအသုံးပြုလာတယ်လို့မြို့ခန့်တွေစီကသိရပါဗျ။ဒီတဲ့တင်းကိုတဝယ် wash အဖက်သားတအူကပြောပြပေးသွားမှာပါ။တဝယ်မြို့မြို့တော်ခမ်းမဟောင်းကို မြင်လာညာစာစာပွဲလို့ပုဂ္ဂိုလ်ရေးဆိုင်ရာအခမ်းအနားတွေမှာစပြီးတိုးပြလာတယ်လို့မြုပ်ခံတွေစီကသိရပါတယ်။ဒွေမျိုးတော်ခမ်းမဟာမှာမိမလာခွန်ရဲ့နေက မင်္ဂလာညာစာစာပွဲတစ်ခုကျင်းပခဲ့တယ်လို့ကောက်ကလိုင်းရဲ့ညာစာစာပွဲတစ်ခုကိုလည်းနွေမလာကိုရဲ့မှာ ပြုလုပ်ခဲ့ပါတယ်။မြို့တော်ခမ်းမဟာမှာ အရင်ကအစိုးရအခမ်းအနားတွေ့ဆိုပွဲလောလာရင်းနေအခမ်းအနားမျိုးတွေနဲ့ ခရစ်စမတ်နေ့ညစာစားပွဲတွေ့လို့မျိုးတွေသာကျင်ပလိရှိကြပါတယ်။၂၀၂၂ခုနှစ်မှာဒွေမျိုးလာတဲ့စကောင်းဆောင်ဗုဒ္ဓမူကြီးမြောက်လိုက်ကခမ်းမလိုအပ်ချက်ရှိဆိုပြီးမြို့တော်ခမ်းမတဲ့တခုကို အခုမြို့တော်ခမ်းမဟောင်းနေမြေချင်းဆိုင်မှာရှိတဲ့ဗဒူပတ်ချံအတွင်းတည်ဆောက်ဖို့ခွင့်ပြုခဲ့ပါတယ်။မြို့တော်ခမ်းမအသက်ဆောက်လိုက်ပြီးချိန်မှာတော့မြို့တော်ခမ်းမအဟောင်းကိုအများပြည်သူနဲ့မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာပွဲတွေမှာအထုတ်ပြုလာခဲ့တာပါမြို့တော်ခမ်းမဟောင်းညင်းနေရအပါဝင်အစိုးရအရေးတာအဆောက်အဦနဲ့မီဒီယာလေးကနှိပါကိုစေဝစုရဲ့လက်နက်ဝဲတော်ဖြစ်တဲ့ဥထုံးမင်းလာပိုက်တဲ့ဟိုတယ်တဝဲကို2013ခုနှစ်ကနေ2043ခုနှစ်အထိငှားရမ်းထားတယ်လို့မှတ်တမ်းတွေအရသိရပါတယ် မိုးနောက်ကာလမှာမုန်တိုင်းတွေကြောင့်မိုးဆက်တက်ရွာနေတဲ့အတွက်ဒဝဲခရံအတွင်းကလည်းသမားတွေစပားရိတ်သိမ်းဖို့အခက်ကြုံနေကြရပါတယ်။ဒီတတင်းကိုတော့ဒဝဲဝက်ရှ်အဖွဲ့သားတူကပြောပြပေးသွားမှာပါရှင်။မိုးနောက်ကာလမှာမုန်တိုင်းတွေကြောင့်မိုးဆက်တက်ရွာနေတဲ့အတွက်ဒဝဲခရံအတွင်းကလည်းသမားတွေစပားရိတ်သိမ်းဖို့အခက်ကြုံနေကြရပါတယ်။ တစောင်းမုံလာပြီးကြော်ပြီးဆိုရင်စပားရိတ်သိမ်းနေပြီဖြစ်ပေမဲ့အခုနဲ့မှာတော့မိုးရွာနေတဲ့အတွက်လယ်အများစုမရိတ်သိမ်းရသေးသလိုရိတ်ပြီးတဲ့စပားတချို့လည်းမိုးရိပ်ထီလို့အပိမ်ပြန်ပေါက်ပြီးဆုံးရှုံးမှုရှိနေတယ်လို့ရေပြူမြို့နယ်ဖောင်တော်ကြီးရွာအုပ်စုကလက်သမားတဦးကပြောပါတယ်။စပားရိတ်သိမ်းပြီးတဲ့လယ်မြေမှာအခြားသီးနှံတွေပြန်စိုက်လိရှိပြီးအခုနဲ့မှာတော့စားထိုးသီးနှံစိုက်ပြိုးတာနောက်ကျနိုင်တယ်လို့ဒဝယ်မြို့နယ်ကြောက်ရက်ဤဝါကလယ်သူမတဦးကဆိုပါတယ်။ ဒါအပြင်လောင်းလုံးမျိုးနယ်မှာလည်းလယ်တွေထဲရေဝင်နေလို့အစိမ်းအတရားတွေလည်းထဲဆင်ဖို့ရေကြတဲ့အထိစောက်ရမှာဖြစ်တဲ့အတွက်စပားရိတ်ချိန်နောက်ကျမှာဖြစ်တယ်လို့လက်သမားတအူးကပြောပါတယ်။အခုလိုကြုံနေရတာလင်းနေလောက်ရှိပြီးဖြစ်ပြီးအခုနှစ်မှာတော့မုန်တိုင်းတွေဆက်တိုက်လာနေတဲ့အတွက်ပိုဆိုးတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကနေမုတ်တုံလီဆုတ်ခွာသွားပြီမဲ့မိုးကုံဆောင်ကူဒွေဒီတော့မှာမိုးရွာတော်မူအကောင်းနေဆဲဖြစ်တယ်လို့ဒေသခံတွေကအဆိုပါတယ် ရေဖြူမျိုးနဲ့ဇာတိရွာကိုဆင်းရနာရှင်တက်ကဒဇမုံလာပြညနိုဝင်ဘာလ၄ရက်နေ့ကစလို့ပြည်စင်ပြီးပြန်လည်ဖြတ်တောက်ခဲ့ပြီးဒေသခံစနီးမောင်နဲ့အုပ်ကိုလည်းဖမ်းဆီးထားပါတယ်။တနင်္လာနေ့ပါကြာလျှက်စင်မီဖြတ်တောက်ထားပြီးတဲ့နောက်ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်မှာလျှက်စင်မီပြန်လဲတက်ဆင်ခဲ့ပေမဲ့လည်းဆယ်ရက်ကြာမှတော့ပြန်လဲဖြတ်တောက်လိုက်တာပါလျှက်စင်မီဖြတ်တောက်လိုက်တဲ့အတွက်အင်တာနက်လိုင်းလည်းပြတ်တောက်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲဆီယနာရှင်တက်ကပြစ်ခတ်မှုတွေလုံဆောင်ခဲ့ပြီးဒေသခံတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ် အဲ့ဒီညမှာပဲဇာတိရောအုပ်စုကြောက်ထရင်ရွာကအသက်30ဝန်းကျင် ကိုစိုးဦးနဲ့မမီမီတို့ဇနီးမောင်နှံကိုလည်းဆင်းရနာရှင်တက်ကဖမ်းဆီးခဲ့တယ်လို့ဇာတိရောသားတဦးကပြောပါတယ်။အဲ့ဒီဇနီးမောင်နှံဟာဇာတိရောခန်းနေဖြစ်ပြီးကြောက်ထရင်ရွာမှာလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကစလို့ရှစ်ပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ကိုယ်စော်ဦးတို့ဇနီးမောင်နှံဟာနိုဝင်ဘာလ10ရက်နေ့မနေ့ပိုင်းအထိပြန်လည်လွတ်မြောက်လာတာမရှိသေးတယ်လို့ဘာအကြောင်းရင်းကြောင့်ဖန်ဆီးထားလဲဆိုတာကိုလည်းမသိရသေးဘူးလို့ဒေတာခန်နေစီကသိရပါဗျာ။ ဆီယနာရှင်တက်ကစာတီရွာကို2024ခုနှစ်ဒီဇင်ဘာလကံပေါရေကန်တောင်တိုက်ပွဲနောက်ပိုင်းမှာရဲစစ်မီစတင်ဖြတ်တောက်ခဲ့တာပါ။အဲ့ဒီနောက်ရွာကဆရာတော်တွေရဲ့တောင်းဆိုချက်ကြောင့်2025ခုနှစ်မလမှာရဲတပ်တပတ်လောက်ရဲစစ်မီပြန်ရောက်ခဲ့ပေမဲ့လည်းပြန်လည်ဖြတ်တောက်ခံရရပါတယ်။အော်တိုဗာလနောက်ဆုံးပတ်မှာတော့ဆီယနာရှင်တက်ကရဲစစ်မီပြန်လည်တက်ဆင်ခဲ့ပြီးရွာတွေကိုဒေသခံတွေပြန်လည်လာရောက်နေထိုင်ကြဖို့ပြောဆိုခဲ့ပြီးတဲ့နောက်ဆေးရဲအကြောင်းမှာပြန်လည်ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ ပြက်စင်မီပြန်ရပေမဲ့လဲတွာလာရေးစောဝနေရေးနဲ့ဆက်သွယ်ရေးအခက်အခဲများစွာရှိတဲ့အတွက်ကျေးရွာတွင်ပြန်လည်ဝင်ရောက်နေထိုင်ဖို့အဆင်မပြေဘူးလို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမှာဆက်နာရှင်တက်စစ်တင်ပေါ်တစဉ်ဇာရီချောင်းဝါမှာနေရာယူထားတယ်လို့မြင့်မြင့်တွေ့ရတဲ့ဒေသခံတွေကနွေဘာလ9ရက်နေ့ညနေပိုင်းကပြောပါတယ်။ဒါကြောင့်ရွာလုံးချစ်စပေးရှောင်နေရတဲ့ဇာတိရွာသားတွေနေရပြန်မရသေးပဲရွာထဲကျန်နေတဲ့လူနည်းစုဟာလည်းတွာလာရေးစောဝနေရေးဆက်သွယ်ရေးစတဲ့အခက်အခဲများစွာနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်မှာအလှပြင်ဆိုင်ဖွင့်ထားတဲ့ LGBT 3ဦးနွေဘာလ9ရက်နေ့ညကတနက်နဲ့အပြစ်ခံရလို့နှစ်ဦးထိတ်ဆုံးသွားတယ်လို့မြို့ခန့်နေစီကသိရပါဗျ။တနက်နေ့ပြစ်ခံရသူ၃ဦးဟာမော်လမြိုင်မြို့မြင်းနီကုန်းရပ်ကွက်မြို့ဆောင်လမ်းနဲ့မဟာမြိုင်ရပ်ကွက်ကိုလန်းထိပ်မှာမြင်းတူလန်းစပင်မိတ်ကပ်ဆိုင်ဖွင့်ထားတဲ့အသက်၃၀ကျော်အရွယ်တင်ကိုကိုဦးမမက်အာယွန်းခေါ်မနီနဲ့ဇွဲဝရံထက်တို့ဖြစ်တယ်လို့မြို့ခန့်တွေကပြောပါရတယ်။ တနက်နဲ့ပြစ်ခံရတာကြောင့်တင်ကိုကိုဦးနဲ့မမအာယုံခေါ်မန်နီတို့နှစ်ဦးအခင်းဖြစ်ပွားရာနေရာမှာတင်ဆောင်သွားခဲ့ပြီးဇွဲဝရံထက်ကတော့တနက်ထင်ရရခဲ့တယ်လို့မြို့ခန့်တွေကဆိုပါတယ်။အဲ့ဒီ LGBT 3ဦးဟာဆိုင်ကန်နဲ့လှန်ရွက်ပွဲစည်းတန်းကနေပြန်လာချင်းအမျိုးသားနှစ်ဦးကဆိုင်ကန်နဲ့အနောက်ကလိုက်လာပြီးသူတို့ဖွင့်ထားတဲ့အလားပြန်ဆိုင်ရှိအယောက်မှာတနက်နဲ့ပြစ်သွားတယ်လို့ရက်ကွက်နေသူတို့ကပြောပါတယ်။တရားရထားတဲ့ဇွဲဝရံထက်ကတော့ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့မြို့ခန့်တွေကဆိုပါတယ်။ ရဲတပ်ဖွဲ့နဲ့မိဆက်သူတို့ရဲ့အစိုးအရအခင်းဖြစ်တဲ့နေရာမှာ6မီလီမီတာအမျိုးအစားကြီးခွန်လေးခုနဲ့6မီလီမီတာကြီးထိပ်ပူးတစ်ခုတွေ့ထားရတယ်လို့သိရပါဗျာ။အဲ့ဒီ LGBT 3ဦးကိုဘယ်သူတွေကဘာအကြောင်းရင်းကြောင့်တနက်နဲ့ပြစ်ခတ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ဆရာနာတင်ပြီးနောက်ဝလမြိုင်အပါအဝင်မွန်ပြည်နယ်အတွင်းတနက်နဲ့လုံးချံတက်ဖြတ်ခံရတဲ့ဖြစ်စဉ်မကြာခဏဖြစ်ပွားနေပါတယ်။ ထိုင်းနိုင်ငံမှာကလင်းမီဖောက်ခွင်အတွက်အမျိုးသမီးအလုပ်သမားတွေကိုခွင်120ရက်အထိခန်းဆောက်ခွင့်ပေးမဲ့ဥပဒေကိုနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထိုင်းတော်ဝင်ပြန်တန်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။သတင်းအပြည့်အစုံကို The Watch အဖွဲ့သားတူကပြောပြပေးသားမှာပါရှင်။ထိုင်းနိုင်ငံမှာကလင်းမီဖောက်ခွင်အတွက်အမျိုးသမီးအလုပ်သမားတွေကိုခွင်ရ120ရက်အထိခန်းဆောက်ခွင့်ပေးမဲ့ဥပဒေကိုနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထိုင်းတော်ဝင်ပြန်တန်းမှာထုတ်ပြန်ကြေညာပါတယ်။ တကယ်လို့မွေးဖွားလာတဲ့ကလေးဟာနာမကျန်းတောင်မဟုတ်မတန်ဆွမ်းဖြစ်နေမယ်ဆိုရင်နောက်ထပ်15ရက်ထပ်တိုးယူနိုင်သေးတယ်လို့ဖော်ပြထားပါတယ်။ကလေးပြုစုဆော့ရှောက်ဖို့အတွက်ဖခင်ဖြစ်သူဒါမှမဟုတ်အိထောက်ဖက်မျိုးသားကိုလည်းခွဲ့ရက်15ရက်ခန်းစားဖွဲ့ပြုဖို့အတည်ပြုထားပြီးအလုရှင်ဖက်ကလစာအပြစ်ပေးချေရမယ်လို့လည်းဥပဒေအသက်မှာဖော်ပြပါတယ်။မိဖခွဲ့ရက်ကိုအရင်ကခွဲ့ရက်68ရက်တာခန်းစားဖွဲ့အရရှိခဲ့တာပါ။ မိဖောက်ခွက်ယူတဲ့အမျိုးသမီးတွေအတွက်အလုံရှင်ကအရေးကြောင့်ဆက်ထင်မပေါ်တဲ့ခွက်ရည်တွေကိုလစာအပြည့်ပေးရမယ်လို့ဖော်ပြထားပါတယ်။အခုတော်ဝင်ပြက်တန်းကထောက်ပြန်ကြေညာပြီးနောက်ထပ်အရေး30ကြာမှဥပဒေအသက်ကအသက်ဝယ်လာတော့မှာပါ။အခုဥပဒေအသက်ဟာထိုင်းနိုင်ငံရဲ့အမျိုးသမီးလုံအသမားတွေအတွက်အခွင့်အရေးပုံမရရှိလာမှာဖြစ်တယ်လို့အမျိုးသားအလုံအသမားတွေအတွက်လည်းခလေးပြူစုဆော့ရှောက်ခွက်ထပ်မံရရှိလာမှာဖြစ်ပါတယ်။ ခုလိုတနင်္လာနေ့သတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Watch အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။